ားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ပါတော့ဒါဒီဘက်ခေရဲ့ next level စစ်ပွဲလေးစစ်ပွဲတွေရဲ့ဒါပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေဖို့ဒီအကြောင်းအရာတွေကိုဆွေးနွေးပေးသွားအောင်ဒါပြောချင်တာအခုဒီလက်ရှိပေါ့ဒါကဘာပုံမှာဒါစစ်ပွဲတွေကိုပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေအောင်အော်ဒီစစ်ပွဲတွေမှာဒါဒီအသုံးပြုတဲ့အဓိကလက်နက်တွေလက်နက်တွေကဒါဝူပြီးတော့စမ်းပြလာပြောချင်တာဒီခုဒီပြမကဘာစစ်ဒါဒုတိယကဘာစစ်တော့ဟာဒါတစ်ဖက်နဲ့တစ်ဖက်ဒါလူရှောက်ပူရှောက်တိုက်ပွဲတွေပေါ်ပြီးတော့ဒါစစ်ပွဲတွေကိုဖန်တီးနေရပုံ ိကတော့ဒါတို့အနေနဲ့လက်နက်တွေကိုဒါဒီနိုင်ငံရေးအားနည်းချက်တွေကိုသုံးပြောတာအဓိကလက်နက်အဖြစ် သုံးချလာတာဟောပြောချင်တာဒီနိုင်ငံရေးလက်နက်ကအဓိကစံပြလာဖို့ဒီခေတ်ကစစ်ပွဲတော့ဒါဒီခုဒီစစ်ပွဲတွေမှာဒီခုလက်နက်တွေကိုမဟုတ်ဘဲနဲ့ဒါဒီနိုင်ငံရေးလက်နက်တွေကိုတွတ်ပါဒါတူတင်ပြီးတော့ပြင်ဆင်ထားမှမိမိနိုင်ငံတွေရဲ့ဒါတင်ကကြောက်ဟောဒါဥပမာအနေနဲ့ပြောရရင်အခုဒီရုရှားယူကရိန်းစစ်ဟောဒါဒီရုရှားယူကရိန်းစစ်ကဒါအဓိကတော့ဒါမြေပြင်မှာတော့ဒါစစ်ပွဲဖြစ်နေတာ အမှတ်တာတကယ်တမ်းကျဒီလက်ရှိပြန်ကြည့်မယ်ဆိုရင်ဒါဒီအမေရိကန်နဲ့အနောက်အုပ်စုဒီနိုင်ငံတွေကဒါအဓိကရုရှားကိုဒါသူတို့အနေနဲ့ရုရှားကဒီနိုင်ငံကြီးအင်အားကြီးထွားလာတာကိုဒါဟန်တားခြင်းပြီးရင်ဒါဒီအဓိကကတော့စစ်ပွဲဖန်တီးပြီးတော့ဒါရုရှားနိုင်ငံကိုဆန်ရှင်လုပ်ပြီးတော့ဟန်တားတာဟိုအဓိကကတော့ဒါဒီနိုင်ငံကြီးလက်နက်ထုတ်သုံးတာဒါရုရှားအနေနဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါသူအနေနဲ့ဂျင်နန်လက်နက်နဲ့ဒါပြန်ပြီးတော့ခုခံနိုင်လို့လာတာတောက်ခံနိုင်တာအော်ဒါဒီဒုတိယဥမာအနေနဲ့ခုဒီလက်ရှိဖြစ်နေတဲ့ဒါ ပါဝါအင်အားကြီးနိုင်ငံတွေတဲ့ဒါအမေရိကန်နဲ့တရုတ်အဲသူတို့အနေနဲ့ဒါထွေဝါဖြစ်နေဒါဖြစ်နေရဆိုမဲ့ဒါသူတို့ကဒါတိုက်ရိုက်စစ်မတိုက်ဘူးသူတို့ရဲ့အဓိကနိုင်ငံရေးလက်နက်ဖြစ်တဲ့ဒါစီးပွားရေးလက်နက်နဲ့ဒါတိုက်ပြောပြောချင်တာဒီနိုင်ငံနဲ့နိုင်ငံကြားမှာဒါကြားညက်တဲ့နိုင်ငံတွေကတော့ဒါဒီကအဖက်အနေနဲ့ရောဒီ butterfly ဖက်တွေကိုဒါခံစားပြီးတော့ဒါကဘာစီးပွားရေးကြာဆင်းလာနဲ့ညဒါသူတို့အနေနဲ့တောက်ခံလိုက်အဲ့ဒါဒီတတိယဥပမာအနေနဲ့ပြောရရင်ခုဒီလက်ရှိဖြစ်နေတဲ့ဒါအိန္ဒိယပါကစ္စတန် ဟိုအိန္ဒိယပါကစ္စတန်အနေနဲ့ကဒါခုဒီတနနိုင်ငံအနေနဲ့ဒါစီးတင်းမှမှုဖြစ်တယ်။ပြင်ဒါတစ်ဖက်ကဒီတန်နမန်နေနှင်ထုတ်တဲ့ဘိုင်းနေလောက်တော့။ပြောချင်တာဒါသူတို့အနေနဲ့ဒါစစ်ဖြစ်မဲ့မဖြစ်ဘူးဆိုတာထက်တာ။ဒီကနိုင်ငံရေးလက်နက်ကိုဒါတစ်ဖက်နဲ့တစ်ဖက်ထုတ်သုံးဖို့ထိချိန်ရွယ်လာတာ။အဲ့တော့ဒါအိန္ဒိယအနေနဲ့ဒါပထမဆုံးထုတ်သုံးလိုက်တဲ့ဒါသူအနေနဲ့ဒီသူ့နိုင်ငံနဲ့ဒါမြေပြားခံလာတဲ့ဒါအိန္ဒိယမြေကြီးကိုပိတ်ပြီးတော့ပထဝီအနေထားကိုပဲဒါနိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ထုတ်သု အခုဒီလက်ရှိဒါရှေ့လေပိုင်းမှာဖြစ်နေတယ်။ဒါ history နိုင်ငံမှာဒါမီးလောင်ကိစ္စ။ဟောဒါပြောနေတာဒီ history နိုင်ငံပေါ့ history နိုင်ငံကဒါရေရှားပြီးတော့ဒါဒီပူပြင်းလျှောက်တွေ့ရဲ့ဒေတာတခု။ဟောဒီနိုင်ငံမှာဒါအခုဒီမီးလောင်နေဆိုတဲ့ဖြစ်စဉ်။ဟောဒီဖြစ်စဉ်ကဒါပြန်စဉ်းစားကြည့်ရင်ဒါတော့လို့ရိုးရှင်းဘူး။ပြောနေတာဒီ history နိုင်ငံကဒါဒီလောက်ပူပြင်းလျှောက်တွေ့ပြီးတော့ဒါဒီရာသီဥတုအနေထားအရာဒီလောက်တဲ့မီးလောင်နေအစီအနေမျိုးကိုဒါဒီရှေ့လေပိုင်းကဒါဒေတာရဲ့အားလုံးကဒါ history အတွက်ဒါဒီ ပထဝီနေထားရတာရာသီဥတုလန်ဒန်နဲ့ဒါတိုက်ခိုက်လိုက်တော့အဲ့တော့ဒါဟိုဒီ history အနေနဲ့ဟောဒါမသိဘူးလားဒါသူ့အနေနဲ့လည်းဒါသိတယ်ဒါမဲ့ဒါသူ့အနေနဲ့ဒီနိုင်ငံကြီးလက်နက်ပေါ့ဒီလက်နက်ကိုဒါသူ့အနေနဲ့ကြိုတင်ပြင်ဆင်မှုမရှိတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ချီအောင်မှုများအဲ့တော့ပြောချင်တာဒီခုခုမှပေးခဲ့တဲ့အတိုင်းပဲဒါအခုဒီကျွန်တော်နိုင်ငံအနေနဲ့လည်းဒါဒီနိုင်ငံကြီးလက်နက်အနေနဲ့ဒါအများကြီးထုတ်သုံးခံရတာကြီးတွေ့ရတာအဓိကပြောချင်တာဒီပါဝါအရာကြီးနိုင်ငံနဲ့နိုင်ငံဖြစ်တဲ့အခုဒီတရုတ်နဲ့အမေရိကန်ပေါ့ ဒီနှစ်နိုင်ငံကြားမှာဆိုရင်ဒါမြန်မာနိုင်ငံအနေနဲ့ပထဝီအနေထားအရဒါဒီအဓိကအရေးကြီးတဲ့နိုင်ငံဖြစ်တာအဲ့တော့ဒါဒီလိုဖြစ်တဲ့အတွက်ဒါအခုဒီမြန်မာနိုင်ငံကိုပို့ပြုပြီးတော့ဒါဒီနှစ်နိုင်ငံဒါပထဝီနိုင်ငံကြီးအနေနဲ့ဒါမြန်မာနိုင်ငံကိုထုတ်ပြီးတော့တိုက်ခိုက်နေတာတွေ့နေရအဲ့တော့ဒါဒီမြန်မာနိုင်ငံအနေနဲ့ကဒီလက်ရှိဒါဖြစ်လာနိုင်တဲ့ပထဝီနေထားအရဒီနိုင်ငံကြီးလက်နက်ဒီအားလုံးကိုဒါပြုတင်ပြင်ဆင်ပြီးတော့တောက်ခံမှာဒါမှနေတဲ့ဒါဒီခုလက်ရှိဖြစ်နေတဲ့ဒါဒီကမ္ဘာ စီးပွားရေးရှင်တွေဒီနိုင်ငံရေးရှင်တွေပေါ့ဒီခုမနိုင်ငံမှာဆိုတော့လူမျိုးရေးရှင်တွေဒီຢာတွေအားလုံးကိုဒါပြုတင်ပြီးတော့ဒါပြင်ဆင်ထားမှဖြတ်သန်းနိုင်ဖြတ်ကျော်နိုင်မှာဖြစ်တာအဲ့တော့ပြောချင်တာကအခုဒီနောက်ထပ်အနေနဲ့ဒါဖြစ်လာနိုင်တဲ့နိုင်ငံရေးလက်နက်တွေအခုဒီတောင်တရုတ်ပင်လယ်ကိစ္စရှိမယ်အခုဒီမှာစစ်လက်နက်ထုတ်ဖို့အတွက်ဒါဒီတန်ထုတ်လုပ်တဲ့အဆင့်ပြင်ဒါဒီမြေရှားတတူပေါ့ဒီကိစ္စရှိလာဒီကိစ္စအရေးကလည်းဒါနောက်ထပ်ဖြစ်လာနိုင်တဲ့နိုင်ငံရေးလက်နက် ော်ဒီနိုင်ငံတိုင်းနိုင်ငံတိုင်းကသူ့အနေနဲ့ဒီနိုင်ငံရေးလက်နက်တွေအားလုံးကိုဒါဒီကြိုတင်ပြင်ဆင်နေကြတဲ့အချိန်ဟောဒီလိုအချိန်မျိုးမှာဒါဒီမြန်မာနိုင်ငံအနေနဲ့ပေါ့မြန်မာနိုင်ငံအနေနဲ့ကဒါကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ဒါဒီသူများတိုင်းပါတိုင်းပြည်ရဲ့ဒါဒီနိုင်ငံရေးလက်နက်အဖြစ်သုံးချအခံဟောအော်ဒါမရောက်ဖို့အတွက်ကိုဒါဒီခုအနေနဲ့ဒါတောင်းခံထားရမှာဖြစ်တော့ဒီကဘာလုံးကဒီအစိုးရရဲ့အားလုံးကဒီတဘာဝစစ်ဒီတဘာဝဘေးရန်နဲ့စစ်ပွဲတွေအတွက်ဒါပြင်ဆင်နေတဲ့အချိန်မှာဒါသူ့နိုင်ငံရဲ့ဒါဒီအဓိက neutral weak point တွေပေါ့ဒါမျိုးပြိုတင်ပြီးတော့စမ်းစစ်နေတယ်အဓိကအခုဒီနိုင်ငံရဲ့ဒါအဓိက weak point တွေဖြစ်တဲ့ဟာတွေကိုဒါသူတို့အနေနဲ့အနာဂတ်မှာဒီလိုဆက်မဖြစ်အောင် hypothesis တွေလုပ်တယ်ပြီးရင်ဒါ set type လေးကျင့်မှုတွေပြိုတင်ပြင်ဆင်မှုတွေကိုအများကြီးလုပ်တာအဲ့တော့ဒီမြန်မာနိုင်ငံအနေနဲ့လုံးဆရာဆိုလို့ဒါအဓိကတော့ဒါမြန်မာနိုင်ငံအနေရဲ့ဒါ weak point တွေကအများကြီးတော့မရှိဘူးအခုဒီလက်ရှိဖြစ်သွားတဲ့ဒါဒီမြင်းငွေပြည့်ရွေကြောအဓိကတော့ဒါအခုဒီလူမျိုးရေးကိစ္စပေါ့ဟိုဒီကိစ္စနှစ်ခုမှာဒါမြန်မာနိုင်ငံအနေနဲ့ ထပ်ဖို့သိစစ်လုပ်ပြီးတော့ဒါဇက်တိုက်လေးကျင်းဖို့လိုမယ်ပြီးမှဒီချက်တွေကိုအားလုံးပြန်ပြီးတော့လေးလာဆန်းစစ်မှလာဒါနိုင်ငံအနေနဲ့ကြမ်းကြမ်းခံပြီးတော့ဒါနိုင်ငံရဲ့ပုဂတိအရှင်နေတိုင်းကျန်ရှိနေလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့မြင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်